တူဒီနဲ့တရီခေဝါဒနာခေမိတ်ဆွေအားလုံးမင်္ဂလာပါဗျာ ရှင်တွေအတွက်မနှက်ဖန်အတွက်တနေ့ကုန်လေယုံစီးလို့ရမယ်ဒူဒီကနန်တကွာကိုကျွန်တော်ပြပေးပါမယ်အားလုံးမကြိုက်နေတဲ့တည်းဆိုလို့ရှိရင်ကိုရီမာရင်နဲ့ဝင်လာခဲ့ပြီပါနော် 3D ကိုလည်းကျွန်တော်လက်ဆောင်ပေးတော့ပါမယ်3 D ဒီထဲမှာ ကျွန်တော်ကိုယ်တိုင်အောင်မြင်ခဲ့ဘူးတဲ့ကနလေးတစ်ခါကိုလည်းပြန်လဲပြီးတော့ဒီပွဲမှာရရှိခဲ့တဲ့ပြန်ပြောပြပါဦးမယ်နော်ညတရားတော့တော်တော်ကြာပါပဲညတရားနည်းနည်းလောက်ကြာပါပြီနော်တရပီတီကိုအောင်မြင်ခဲ့တယ်တရပီတီအောင်မြင်ခဲ့တယ် ဲ့တော့မနှက်ဖန်မနှက်အတွက်ကိုရီမတွေတော့ကို 3D လေးမပြောခင် လေယုံစီးလို့ရမယ်ခဏတော့ကနော်လေယုံစီးလို့ရမယ်ခဏတော့ကကိုကြည့်တော့ပြောပြမယ်ပြလဲပြပေးမယ်တည်တည်ချာချာလေးနော်ကိုရီမတွေနေနဲ့ကြိုက်တယ်ဆိုလို့ရှိရင် లై လက်မလေးတွေနှိပ်ထားပါနေရှင်းနိုင်လဲရှင်းပြပါနော်။အပြည့်လို့လဲဆိုတော့အရင်လိုမျိုးမဟုတ်ဘဲနဲ့ဘီဝကကြီးရှုအောင်ပေးသူက နေသွားနာမည်လည်းပြောင်းသွားတော့နော်အဲ့ဒါကြောင့်နာမည်ရဒီနာမည်လေးအတီတီကြပဲမှတ်ထားလိုက်ပါနော်အောင်ရွှေလို့ပဲမှတ်ထားလိုက်ပါနော်အေးမေလီဒီမင်္ဂလာပါနော်မင်္ဂလာပါဗျကျေးဇူးတင်ပါတယ်အခုလို comment မှန်ပေးတဲ့အတွက် နကူတွေမတွေက69နဲ့လည်းရလိမ့်မယ်လို့ပြောလိမ့်ပါတယ်နော်69ခန်းကိုဒီညအတက်ကတော့စပြီးတော့တွားကြမယ်အဲတော့နော်တို့စပြီးတော့ပြမယ်လေချုံစည်းလို့ရမယ်ခန်းနေနော်နဖန်တနေကုန်ဒီတကွက်သေးပဲတကွက်သေးပဲညမနဲ့တုတ်ပြီးွားရင်ရရင်ကြီးပေါ့ဒီဒီမာက ၄၈၆သုံးလုံးပေါင်းခြင်း6လို့အဲ sorry သုံးလုံးပေါင်းခြင်း8လို့အတန်ထွက်တယ်၄၈၆သုံးလုံးပေါင်းခြင်း8လို့အတန်ထွက်တယ်8ကနက္ခတ်1လို့မှတ်မယ်နော်8ကနက္ခတ်1လို့မှတ်မယ်နော်8လို့အတန်ထွက်တာဖြစ်တဲ့အတွက်8ကနက္ခတ်1လို့မှတ်မယ်တက်ပါ တစ်ပတ်တစ်ပတ်ဒီကြံသုံးသေးတာအတွက်ကိုတစ်ငါတစ်ခွန်လို့ထွက်ပါတယ်ဟုတ်ပြီအဲ့ဒါတို့လို့ရှိရင်ကျွန်တော်တို့နောက်ထပ်တစ်ခုသွားမယ်6 5 1သုံးလုံးပေါင်းရင်2လို့အတန်ထွက်ပါတယ်နှစ်ကနှစ်ခတ်4လို့ယူမှာဖြစ်တဲ့အတွက်ကျွန်တော်တို့နှစ်ခတ်ခေါ်၄ပိုင်းပါ ကျန်၃ရက်စာအတွက်၄ဘိုင်၄ဘတ်တီကို၄ဘူးဆိုတဲ့ကဏ္ဍထွက်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့နောက်ထပ်တစ်ခါသွားမယ်၃ညရယ်၃ညရယ်၃ညရယ်၃လုံးပေါင်းရယ်၃ညလို့အတန်ထွက်ပါတယ်၃ညရယ်နက်ခတ်ခွန်ဘိုင်ခွန်ဘတ်တီအဲ့တော့၃ညရှိလို့ထွက်ထားတယ်24လို့ထွက်ထားတယ် 23လို့ထွက်ထားတယ်69လို့ထွက်ထားတယ်ခွန်မထွက်သေးပါဘူးဒီကနန်းကိုလေကြုံစည်းมาဖြစ်ပါတယ်ဒီကနန်းနဲ့လေကြုံစည်းပြီးတော့ခွန်ပိုင်းကိုလိုက်ပတ်มาလာဆိုတော့ကျွန်တော်တို့ခွန်မပတ်ပါဘူးတင့်နဲ့ခွန်ကိုနှစ်ဈေးသာပဲရှိတော့တဲ့အချိန်မှာ6ဈေးထွက်ပြီးကိုကနန်းနှလုံးပဲကျန်ပါတယ်နှလုံးပဲကျန်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကလေကြုံမဲစည်းมาပါပတ်ပြီးတော့စည်းมาမဟုတ်ဘူးအဲဒီတော့ကျွန်တော်တို့နောက်ထပ်စည်းလို့ရမယ်ကနန်းဘာလဲဆိုတော့တစ်ပိုင်းကို တ်မဲ့ကနန်းရယ်၄ဘိုင်ကိုကတ်မဲ့ကနန်းရယ်9ဘိုင်ကိုကတ်မဲ့ကနန်းဒီကနန်းတွေကိုကျွန်တော်တို့ရှာမယ်နော်ဝင်လာတဲ့အကူတွေမှာဒီအကုန်အလုံးပဲကျေးဇူးပါနော်အဲ့လိုရှာမဲ့အခါမှာ9ရယ်9ရယ်6 5 9 6သုံးလုံးပေါင်းခြင်း တောင်းလုံးမောင်ရင်တုံရလို့အတန်ထွက်ပါတယ်နော်အဲ့တော့တုံရတုံရရဲ့ပါဝါ တုံညာရဲ့ပါဝါ၅တုံညာရဲ့နှခတ်ခွန်နော်တုံညာရဲ့ပါဝါ၅တုံညာရဲ့နှခတ်ခွန်နော်59ဆိုပြီးတော့ခဏနှလုံးရပါတယ်နောက်တစ်တခါရှိ၄ရဲ့6ကခွန်ရယ်နော် Hallo, 哦，对嘛对嘛，好哩。လေ6ခွန်ဆိုတော့ကျွန်တော်အောက်ငယ်ပေါ်နဲ့ပေါင်းတာမှားသွားလို့เนาะဒါဟုတ်ပဲ9ရဲ့3ညရဲ့9ရဲ့3ညရဲ့3လုံးပေါင်းချင်း5တလုံးပိုင်းเนาะ5တလုံးပိုင်းဆိုတော့ဘာထောက်ရလဲဆိုတော့15ဆိုပြီးတော့ငွေကဏ္ဍတစ်ခွက်ထောက်လာပါတယ်ဒီမှာ15ဆိုပြီးတော့ကြာပါတယ် အတော့တခါလေးစိုက်ကိုဆိုးလိုက်မယ်စိုက်ကပြက်ပြောက်ကွာဒီလိုမျိုးနော်တလေးရှင်းချောင်းသုံးလုံးမောင်းကြီးရှစ်ကိုရှစ်ကနှစ်ခတ်တက်ပိုင်နဲ့ငါးသုံးညာသုံးညာဆိုပြီးတော့သုံးလုံးမောင်းကြီးငါးပိုင်နဲ့ကိုတက်ငါးလို့ထွက်ပါတယ်အဲ့တော့နောက်တစ်ခုက6ကနော်6ကငါးရဲ့ တရဲ့သုံးလုံးပေါင်းရင်နှစ်နှစ်ကနှစ်ခတ်လေးလို့ထွက်တယ်နှစ်ကနှစ်ခတ်လေးလို့ထွက်တာကို၄ပိုင်းကိုမားရဲ့ဒီငားရဲ့ဒီလေးရဲ့သုံးလုံးပေါင်းရင်လေးလို့အတန်ပြန်ထွက်တယ်နော်လေးလို့အတန်ပြန်ထွက်တာဖြစ်တဲ့အတွက်နောက်ပိတ်၄ပိုင်းနဲ့ ေးပိုင်းနဲ့ဘာထွက်လဲဆိုရင်လေးဘူးတစ်ခွက်ထဲเนาะလေးဘူးတစ်ခွက်ထဲလေးဘူးဆိုပြီးတော့ဒီမှာလာပြီးတော့အောင်မြင်ပါတယ်နောက်တစ်ခါသုံးလုံးပေါင်းရင်သုံးညရဲ့သုံးညရဲ့သုံးညရဲ့သုံးလုံးပေါင်းရင်သုံးညကိုသုံးညရဲ့နှစ်ခါခွန်ပိုင်းနဲ့ညတော့မနှက်ဖန်တစ်နေ့နှစ်ရက်စာပဲနှစ်စည်းစာပဲထိုးရမယ်ကနန်းတစ်ခွက်เนาะအဲ့တော့၈ကေ၄ရဲ့ 6ကသုံးလုံးပေါင်းရင်8လို့အတန်ထွက်တယ်နော်သုံးလုံးပေါင်းရင်8လို့အတန်ထွက်တယ်အဲ့တော့4ရဲ့8ကဲ6ပဲသုံးလုံးပေါင်းရင်8လို့အတန်ဖြစ်တာဖြစ်တဲ့အတွက်8ပါအဲ့တော့ခွန်ပိုင်း8ပိုင်းနဲ့မနှက်ဖန်မနှက်တနည်းကုန်စားဟုခွန်8ဆိုတဲ့ကနေနော်မနှက်စီညနေစီထိုးလို့ရတဲ့ခွန်8ဆိုတဲ့ကနေခွန်8ဆိုတဲ့ကနေနော် လုံးမကြိုက်နဲ့တက်လိမ့်မယ်လို့ထင်တယ်နော်။ဒီချာလေးပြန်ကြည့်ယူနော်။အဲ့တော့၄၈၆သုံးလုံးပေါင်းချင်း၈ကို၈ကနှစ်ခက်တက်ပိုင်နဲ့9 3ည3သုံးလုံးပေါင်းချင်း9ပိုင်နဲ့ကို1 5ဆိုပြီးတော့3ရက်စာမွေးကနန်းမှာ1 5 5ပိုင်နဲ့1 5ဆိုပြီးတော့ထွက်ခဲ့တယ်6 5 1သုံးလုံးပေါင်းချင်း2ကို2ကနှစ်ခက်4နဲ့4 5 5သုံးလုံးပေါင်းချင်း4ပိုင်နဲ့ 4ဘိုင်4ဘိုင်နဲ့4ဘူးဆိုပြီးတော့ကျွန်တော်တို့ဒီမှာထွက်ခဲ့ပါတယ်နောက်တစ်ခါ3ညာ3ညာ3ညာ3လုံးပေါင်းရင်3ညာကို4 6 3လုံးပေါင်းရင်8 3လုံးပေါင်းရင်3ညာကို3ညာရဲ့နှစ်ခက်ခွန်ပိုင်းနဲ့3လုံးပေါင်းရင်8 8ဘိုင်နဲ့ခွန်8ဆိုတဲ့ကနေမနှက်ဖန်တသေးသာပဲထူရတော့မှာဖြစ်ပါတယ်မနှက်ဖြန်တသေးသာပဲ ိုးရတော့မှဖြစ်ပါတယ်เนาะအခုဒီမရီနဲ့အားလုံးပဲရကြပါသည်ပုံကြပါသည်ခွန်ရှစ်เนาะကြိုက်တယ်ဆိုလို့ရှိရင်လက်လိုက်တဲ့လက်မလေးတွေပြီးတော့ကြပါအောင်เนาะခွန်ရှစ်မနှက်ဖန်မနှက်မနှက်ဖန်မနှက်မနှက်ဖန်မနှက်မထွက်ရင်ညနေခွန်ရှစ်တစ်ခွက်ထဲမနှက်ဖန်တစ်သေးသာပဲခွန်ဒီကြံကနဲ့ ခွန်ဒီကြံကနန်းခွန်ဒီကြံကနန်းဖြစ်တဲ့အတွက်ကျွန်တော်တို့ကရှစ်ပိုင်းတို့နောက်ကပိုင်းကိုယူခဲ့မယ်ဆိုလို့ရှိရင်တုံညာရဲ့ပါဝါနော်တုံညာပိုင်းလို့ပြန်ထွက်လို့ရှိရင်တုံညာရဲ့တုံညာကိုတုံညာပိုင်းလို့ထွက်လို့ရှိရင်ကျွန်တော်တို့တုံညာရှစ်ဆိုတဲ့ကနန်းဒါလေးကရန်ထားရမှာနော်တုံညာရှစ်ဆိုတဲ့ကနန်းတုံညာကိုတုံညာလည်းမထွက်လို့ပဲနဲ့ပါဝါကို9လို့ထွက်လို့ရှိရင်9ရှစ်ဆိုတဲ့ကနန်း နော်တုံညာရှိဆိုတာတော့ထွက်ပြီးသားကဏ္ဍဖြစ်လို့ကျွန်တော်တို့ကမနက်ခံမနက်အတွက်ကို9ရှစ်ဆိုတဲ့ကဏ္ဍတစ်ခွက်နဲ့တုံညာရှိဆိုတဲ့ကဏ္ဍနေကုန်လိုက်ပြီးတော့ရန်ထိုးလို့ရပါတယ်ကြိုက်နှစ်တက်တယ်ဆိုလို့ရှိရင်လိုက်သေးလက်မှလေးတွေပြီးတော့လည်းရပါတယ်အကယ်၍ဒီဘက်ကနေပြီးတော့ခွန်လို့ကြံကဏ္ဍကထွက်လာခဲ့ပဲရှစ်ကပြတ်သွားလို့နက်ခတ်ကိုခင်း87ဆိုတဲ့ကဏ္ဍနဲ့83ဆိုတဲ့ ကနန်းနှစ်ခွက်ရှိပါတယ်ဒါတွေကတော့ကြိုက်ရင်လိုက်ထိုးပါတော့ဒါတွေကတော့အရန်နေကြိုက်ရင်လိုက်ထိုးလို့ရတယ်မကြိုက်ရင်ပယ်ထားလို့ရတယ်နော်ကိုရီမကြီးကြိုက်နေတက်လိမ့်မယ်လို့ထင်တယ်ဒါတွေကတော့ကိုဘာသာကိုဈေးဖို့ရလို့ရှိရင်ထိုးလို့ရတယ်မနှက်ဖန်မနှက်တော့ကတော့ခွန်ရှစ်တခွက်သေး ခွန်ရှစ်တခွချက်ခွန်ရှစ်မနှက်ဖာမနှက်တော့ခွန်ရှစ်တခွထဲတခွထဲကိုကျွန်တော်ပြသပေးထားခဲ့တာဖြစ်ပါတယ်ကိုရီအမရီနေလေကြိုက်နှစ်တက်ကြလိမ့်မယ်လို့ရှင်ကြီးညော်လင့်ပါတယ်နော်အခွေအနေနဲ့ကျွန်တော်ပြထားခဲ့တဲ့ဟာလေးရှိသေးတယ်နော်ဟိုတုံညာအင်းတလေးနှစ်၄တနှစ် အခွေလူပဲကျွန်တော်ပြထားခဲ့တယ်အခွေလေးတစ်ခုရှိသေးတယ်အခွေလေးတစ်ခုရပါလဲဆိုတော့3913 3913ဆိုပြီးတော့၄လုံးတစ်ခုထွက်တာเนาะဒီဘွဲအတွက်ဒါဟိုးကြံခဲ့တဲ့ဘက်ကပြထားခဲ့တဲ့အခွေလေးเนาะအဲ့ဒါလေးကိုကျွန်တော်မနှက်ဖန်အတွက်ကိုဘူရီမားရီနဲ့ကြိုက်နှစ်သက်လို့ရှိရင်သူကနှစ်ကြိမ်ထွက်ပေးရမှာဖြစ်တယ်၄လုံးခွေဖြစ်တဲ့အတွက်နှစ်ကြိမ်ထွက်ပေးရမှာဖြစ်တယ်နှစ်ကြိမ်ထွက်ပေးရမှာဖြစ်တဲ့အတွက်တစ်ကြိမ်ကြံသေးတာဖြစ်လို့ကျွန်တော်ပြန်ပြပေးဦးမယ်เนาะ တော့ပြန်ပြပေးဦးမယ်အဲ့ဒါကတော့ဗာလဲဆိုတော့ညတိနှစ်သုံးအခွေနော်မနဖန်တနေ့ကုန်သားဒါမှ23ဆိုတာတော့ထွက်ပြီးသွားပြီနော်23ဆိုတော့ထွက်သွားပြီဒီမှာ၄တိနှစ်အခွေမှာတော့အမတွေကိုရီမတွေနေနေ၄ဘူးဆိုပြီးတော့ထွက်သွားလို့ကျွန်တော်အားလုံးကိုအောင်ခဲ့ပြီလို့လည်းကျုံးသွားခဲ့ပါသေးတယ်နော်၄ဘူးဆိုပြီးတော့ထွက်ခဲ့လို့ ဲ့တော့ဒီမှာကဗာလဲဆိုတော့ဒါလေးရဲ့ సై ကလေးကိုမြင်တဲ့သူတွေလည်းကြည့်အောင်လို့ကျွန်တော်ပြန်ပြီးတော့ဒီဘိတ်ဆုံးဥစ္စာကိုပဲပြလိုက်တော့မယ်နော်ဘိတ်ဆုံးဥစ္စာကိုပဲပြလိုက်တော့မယ်ဗာလဲဆိုတော့မှမကွင်းနဲ့ဝါထောင်းလာနေမိရဲ့နေမိနေနေမိလေးအနေနဲ့နော်အဲ့တော့ဒီမှာဗာလဲဆိုတော့ဒီသုံးလုံးပေါင်းချင်း မသုံးလုံးပေါင်းရင်သုံးလုံးပေါင်းရင်လည်း23ဆိုပြီးတော့သူကထွက်ထားခဲ့တာဒီအပင်ရေမှာသူကအကျင်ရေပြည့်သွားခဲ့အကျင်ရေပြည့်သွားခဲ့ပြီအကျင်ရေပြည့်သွားခဲ့တာဖြစ်တဲ့အတွက်တို့3ညာ1နှစ်3မှာ23လို့အောင်မြင်ခဲ့23လို့အောင်မြင်ခဲ့တာဖြစ်တဲ့အတွက်23မှာမနက်ပိုင်း3ညာ1နှစ်3ဟာနောက်ထပ်တစ်ကြိမ်နောက်ထပ်တစ်ကြိမ်ခွေခဲခွေနိုင်တဲ့ ရေးချင်းလည်းရှိပါသေးတယ်เนาะအခွေအစ်တကလေးကိုလည်းမွေးခွေအစ်တကလေးကိုလည်းကျွန်တော်ပြပေးထားခဲ့မှာဖြစ်ပါတယ်เนาะနောက်၃စည်းသာပေါ့เนาะဒီတစ်ပတ်တောက်ကြရတယ်ပြီးတော့နောက်တစ်ပတ်အင်္ဂါအထိဒီတစ်ပတ်ဒီတစ်ပတ်တောက်ကြရနေပြီးတော့နောက်တစ်ပတ်အင်္ဂါအထိဝါနေတယ်ဆရာမြင်ရမှာမဖြစ်ဘူးကြီးပါးလာမဖြစ်ဘူးเนาะနည်းနည်းကင်မရာနည်းနည်းလှုပ်လှုပ်ပါလေကွာ အဲ့တော့လောင်ပွဲဒီတပွဲအင်္ဂါနေပြီးစပြီးတော့သူကစောစောဦးဆုံးထွက်နိုင်တာဖြစ်တဲ့အတွက်အစောဦးဆုံးထွက်နိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ပွဲစဉ်ကလည်းတော်တော်ရှိခဲ့ပြီဖြစ်တယ်နော်ထိန်းထိန်းသိမ်းသိမ်းလေးနဲ့မွေးလို့ရအောင်လို့ကျွန်တော်အားလုံးစီစဉ်တာနဲ့ပြောပြထားခဲ့ပါဦးမယ်နော်ဒီသုံးလုံးပေါင်းချင်းကလည်းခွန်လို့ရှိပါတယ်နော်သုံးလုံးပေါင်းချင်းခွန်တစ်လုံးမှတ်ထားပါနော်ဒီသုံးလုံးပေါင်းချင်းက၄လို့တန်ထွက်ပါတယ်နော် သုံးလုံးပေါင်းကြီးက၄လို့အတန်ထွက်တယ်ဒီသုံးလုံးပေါင်းကြီးကလည်း၄လို့အတန်ထွက်တယ်နော်အဲ့တော့ကျွန်တော်ဆက်ပြီးတော့မရေးတော့ဘူးဒီသုံးလုံးပေါင်းကြီးက၄လို့အတန်ထွက်တယ်လို့ဒီသုံးလုံးပေါင်းကြီးကလည်း၄လို့အတန်ထွက်တယ်နော်ဒီသုံးလုံးပေါင်းကြီးကလည်း၄လို့အတန်ထွက်တယ်ရောင်စုံမရှိလို့ပါနော်အလုံးမရှုပ်ကုန်နဲ့တောင်းမှန်ပါအကြောင်းခဲမရှိတော့ဘူးနော်။3 9 6 9သုံးလုံးပေါင်းကြီး9လို့အတန်ထွက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က9တလုံးယူမယ်။ ရှင်းနှစ်လေးတုံးမောင်းရင်လေးလို့တန်ဖြစ်တာဖြစ်တယ်တော့လေးတလုံးယူမယ်တုံညာနှစ်တုံညာနှစ်နှစ်ဆိုပြီးတော့တုံးမောင်းရင်လေးလို့တန်ထွက်တာဖြစ်တယ်တော့တော့လေးလို့တလုံးထပ်ယူမယ်ဟုတ်ပြီနှစ်လေးခုတုံးမောင်းရင်ငားလို့တန်ထွက်တာဖြစ်တဲ့အတွက်ငားတလုံးထပ်ယူမယ်နော်ငားတလုံးထပ်ယူမယ်ကိုယ်မရနေနဲ့မမေ့လိုက်မယ်လို့ထင်တယ်နော် ငါးတလုံးထပ်ယူမယ်အဲ့တော့ခွန်45 59 9 45 59လေးငါခွန်အခုတစ်ဘက်တောက်ကြနေပြီးတော့နောက်တစ်ဘက်အင်္ဂါအထိ45ခွန်ဆိုတဲ့၃လုံးတွဲအပူပါမွေးခွေညနောက်တစ်ဘက်ထိအဲ့တော့ဘာလေးတွေဖြစ်မလဲဆိုလို့ရှိရင်ပြန်လာပြန်ပြီနော်၄ဘူး၅ဘူး နောက်တစ်ခုကခွန်ဘူးခွန်ဘူး၄ဘူး၅ဘူးခွန်ဘူးကဏ္ဍအနေနဲ့ဆိုလို့ရှိရင်၄၅၄၅၄၅ခွန်၄၅၀နဲ့ခွန်ဆိုပြီးတော့ကဏ္ဍ၆ွက်ထုတ်တယ် အမှုတွေကတော့အားရမလို့သူတို့ကတော့အားမယ်အားဆယ်ခွက်ရှိနောက်တစ်ပတ်အတွက်ကြိုက်ရင်မွေးထားလို့ရတယ်နော်နောက်တစ်ပတ်စောစောထွက်နိုင်တာဖြစ်တဲ့အတွက်၄ခွန်ဆိုတဲ့အခွေကြိုက်လို့ရှိရင်တုံးလို့ရတယ်ကြိုက်လို့ရှိရင်တုံးလို့ရတယ်နော်ဒါတွေကကျွန်တော်တို့စူဘူးအနေနဲ့ထိုးမှာဖြစ်တဲ့အတွက်ကိုတက်နိုင်တယ်လို့အရင်ကိုတီချတ်တွက်ပြီးတော့ထိုးပါပောက်ခဲရင်လည်း လူပါเนาะကြပါတန်းညာပါအဲ့တော့ 3D 3D ရတော့ကျွန်တော်ကိုယ်တိုင်ရားခဲ့တဲ့ကဏ္ဍလေးတွေပေါ့နော် 3D မှာဆိုလို့ရှိရင်တော့တော်တော်များများ2020ကနေပြီးတော့ခု2025အထိဟိုတော့အောင်မြင်ခဲ့တဲ့အချိန်ကြီးတွေရှိပါတယ်အကုန်လုံးပေါင်းတော့6ချိန်လောက်မှန်ငယ်ဘူးပါတယ် ို့တော့အခုချိန်ထိတကားအမှန်သေးဘူးကိုချိန်ဆယ်ချိန်မြောက်ဘူးလားဒီတကားတော့အဲ့ဒါကလည်းလေးနေကျတော့ပြေးသွားပဲနော်တတိတိတတိတိအတွက်တတိတိတဲ့ကနန်းလေးတွေကိုတော့ကြိုက်ွက်တွေကိုတော့ကနန်းတွေကိုတော့အကုန်ချပြပေးထားခဲ့ပဲကြိုက်ွက်ကလေးတွေကိုတော့ကိုရီမရီနည်းနည်းရေးဦးတာမှတ်သွားပါတော့တေချာလေးစက်ကလေးရှော်လေးရိုက်ယူပါခဏလေးဒီ ပေါက်ရင်လည်းလူကြပါတန်းကြပါနော်အဲ့တော့ 3D အတွက်ကနန်းတွေကဘာကြီးလဲလို့ပြောရင်တော့ဆက်ကြည့်မယ်ရေးပြီးပြရမယ်ထောက်ကနေရေးပြကြီးကြီးတွေအောင်မအောင်နော်မေဒီခံတဲ့အတွက်ဒီနေ့ပိတ်တယ်နော်အလုတမားနေဖြစ်ပါတယ်ဒီကနေ့ရတော့ မနက်ဖြန်ရ2ရက်မေလ2ရက်နေ့မေလ2ရက်နေ့ကဒါမြန်မာပြည်သူတွေအတွက်အမှတ်တရနေ့ပေါ့နော်ဒီနှစ်မှာတော့အဲငလီဘေးကြောင့်အလုံးထိခိုက်ခဲ့ကြတာပေါ့နော်2008မေလ2ရက်နေ့တော့ကျွန်တော်အရာဝတီတိုင်းကအရာဝတီတိုင်းကမုံတိုင်းကြီးပေါ့ဗျာနာခဲ့ဆိုတဲ့မုံတိုင်းကြီးอ่ะ ရရဆက်ဆက်မေလာနှစ်ရက်နေ့မှာမွေနောက်သွားတာဣဒါကိုရီပါအကုန်လုံးကိုကွက်ကွက်ကိုလောဒီလေဒီလေတီးကြည့်တဲ့သူတွေလည်းကြည်တင်ဒီနှစ်2025တော့စိတ်မကောင်းစရာပေါ့ဗျမလေးရောင်းလှုပ်ကြတာပြူကြတာပြက်ကြတာမျိုးပြည့်ကြီးသေးသလားပြောမနေပါနဲ့ အဲ့ဒီအတွက်လည်းလူနိုင်တန်းနိုင်ပါသေးလို့ဒီကျွန်တော်ပေးတဲ့ကဏ္ဍလေးတွေနဲ့အားလုံးကိုစုမကောင်းတောင်းပေးလိုက်ပါရနော်တရီဒီကြမှာသာလေးအားလုံးကိုမမဆဆလူနိုင်မှာဖြစ်ပါတယ်လူနိုင်တာတန်းနိုင်မှာဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်အနေနဲ့လည်း lucky ရှိလို့နောက်ကိုကျွန်တော်ခုထင်ကြည့်တော့ရုံးနေတော့မှတစ်ချိန်မှမှန်သေးဘူးအဲ့ဒီကဏ္ဍလေးတွေစမယ်နော်ကျွန်တော်တင်ပေးပြီးသားကဏ္ဍလေးတွေအရင်ပြောမယ်နော် short video လေးတွေနဲ့၈နှစ်၅ 3D เนาะ8เนี่ย5 3D มี2นี่ตรงญา25,2025มีละ2เนี่ยด้วย8 2 5อย่างละ8 2 5ไปตัวတော့8 2 6 ဒါကတော့ကျွန်တော်မြင်ခဲ့ဘူးတဲ့ကဏ္ဍတစ်ခွက်ပါနောက်တစ်ခုကတော့၈နှစ်၃ဒါကစောစောဒီ၃ခွက်ကတော့ကျွန်တော် short video တွေနဲ့ YouTube မှာတင်ပေးပြီးရဖြစ်ပါတယ်အခုနောက်ထပ်ထွက်ရှိတဲ့နေတိုင်းနဲ့ဘိုင်းတစ်လုံးဟာကိုတစ်လုံးပိုင်းလို့ခေါ်တာဖြစ်တဲ့အတွက်ကိုးနဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေကိုကျွန်တော်ချပြပေးပါဦးမယ်ဒါဒဲခွက်တည်းကြီးပဲနော်ဒဲခွက်တည်းကြီးပဲ ကိုနှစ်ခွန်ကျွန်တော်ကိုယ်တိုင်လည်းထိုးထားပါတယ်နော်ကို6ခွန်ကို65ခလုံးမြင်ရတယ်နော်ကို65ကို65ပြီးသွားတော့ 925ကနန်းနေနော်ကနန်းနေထဲမှာအကြိုက်ဆုံးဆိုရွေးပြီးတော့အကိုရီမအရင်နဲ့တုံးလို့ရမယ်ကျွန်တော်ဗရိတ်ဗရိတ်ကိုဒီတစ်ပတ်အတွက်ကျွန်တော်3ည368ဆိုပြီးတော့ဗရိတ်၄လုံးထုတ်ထားပါတယ်နော် 3D အတွက် 3D အတွက်ဗရိတ်၄3လုံးထုတ်ထားတာဖြစ်တဲ့အတွက် ်တော်တို့တင်ထိုးမယ်ဆိုလို့ရှိရင်ကနန်းလေးတွေက၈နှစ်6ဆိုတဲ့ကနန်းတစ်ခွက်ရမယ်။တင်ကနန်းတင်ကနန်းကိုပြောတာနော်၈နှစ်6နောက်ထပ်တစ်ခုက6ခုချောက်ခွန်လွတ်တယ်6 6 965ဆိုပြီးတော့တစ်ခွက်ရမယ်။ကြိုက်ခွက်က6နှစ်ခွန်ဆိုပြီးတော့6နှစ်5ဆိုပြီးတော့တစ်ခွက်ရမယ်။ ့ဇက်ကလည်းဘလို့ကောကောဒီကိုးနှစ်ခွန်မဲ့တော့တော်နေအဲ့ကနန်းသာတင်ထုတ်ပါကြာလို့အဲ့တော့ကြိုက်ွက်တွေနဲ့ပြောပါဆိုလို့ရှိရင်နော်၈နှစ်6ဆိုတဲ့စုံပြီးတကွက်ကဲ၉၆5ဆိုတဲ့နက်ခညီကိုတကွက်ကဲ၉နှစ်5ဆိုတဲ့ပရိသာစစ်စစ်တကွက်ပဲเนาะရေမရောတော့ပရိသာစစ်စစ်တကွက်ပဲအဲ့ဒီကနန်းအကုန်လုံးမှဘယ်နှကွက်ရှိတယ်လဲဆိုလို့ရှိရင်เนาะအကုန်လုံးမှ၁၂၃၄၅၆ခုနှစ်ကွက်ရှိတယ် တဲ့ဟိုတင်ထိုးကအာဘကတော့မဖြစ်မနေကိုတက်နိုင်သလား50ဘူးတက်နိုင်တက်နိုင်တရားဘူးတက်နိုင်တက်နိုင်ကိုတက်တက်နိုင်သလိုထိုးပါနော်ခဏန်းလေးတွေကိုအသေးချာချပြပေးထားခဲ့ပါတယ်အားလုံးပဲလှူနိုင်တန်းချင်ရပါသေးနော်စိုင်းနေထိုးလိုက်ပါနော်အဲလိုမှပြင်ပြပါကဲချင်းကြီးကိုမ ်ချင်းညီကိုမောင်နှမတွေအလုံးပဲဒီကနန်းနေနဲ့လူနိုင်တန်းနိုင်နဲ့ပုဂူပုဂူမြက်တွေဖြစ်ကြပါသေးဗျာ 3D ကံကောင်းဟာချလောထွက်လာလို့ကတော့ဟွန်းဒိုင်းနေတူဒီမှာလောက်ထားတာမသိဘူးများမှတ်မနေလားလို့ အလုံးမဲ့ကိုစိတ်နဲ့ပြကျမ်းမာချမ်းသာကြပါစေဗျာလူရဲ့ဇဏ္ဏတွေလည်းပြီးွားကြပါစေ